တ်သက်များခင်ဗျာဒီနေ့အစီအစဉ်ကနေစိတ်ပုံဝင်အထူးမှာကြည်နူးပီတိကုသိုလ်ထူးများရရှိနိုင်စေဖို့ရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့နယ်ဗုဒ္ဓနာကုန်းကျေးရွာအနီးကမဟာဝိဟာရကျောင်းတိုက်မော်ဘီရဲ့မဟာတတ္တမဂရုအမတ်ခွနစ်စာချကျောင်းတော်ကြီးရီဇက်ချမင်္ဂလာအခမ်းအနားရဲ့ကုသိုလ်ပြုမြင်ကွင်းပုံရိပ်တွေကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ မဟာဝိဟာရကျောင်းတိုက်မော်ပြီးရေမဟာတတ္တမဂုရုအမှတ်9စာချကျောင်းတော်ကြီးရေဆက်ချမင်္ဂလာနှင့်ကျောင်းလွတ်ပူဇာမင်္ဂလာအခမ်းအနားကို1388ခုနှစ်နဒေါ်လာဇန်း2ရက်2025ခုနှစ်နိုဝင်ဘာလ21ရက်တောက်ကြနေ့နနက်9နာရီမှာမဟာဝိဟာရကျောင်းတိုက်မော်ပြီးရေမဟာတတ္တမဂုရုအမှတ်9စာချကျောင်းတော်တည်ကြီးမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ် ာဘုရားရှင်ရဲ့တာသနာတော်အတွန်းရှိတည်တဲ့ထွန်းကားပြန်ပွားစေရန်ရည်တံပြီးရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့နယ်ဘုဒ္ဓနာဂုံကြီးရွာအနီးမဟာဝိဟာရကျောင်းတိုင်များ၏ဗရာဏနာယကဩဝါဒစရိယဆရာတော်ဗတ္တန်နာဝိဇာနန္ဒရဲ့ဩဝါဒကိုခံယူကား အလှရှင်များဖြစ်တဲ့နဖက်မိပါများဖြစ်ကြသောဥကျင်ခဲဒေါ်ကျင်စုဥဆန်တင်ဒေါ်ခင်ခင်တို့အားရည်စူးအမှုထားပြီးဥပြုံးချူဒေါ်တန်တန်အေးဒါဒေါက်တာသိန်းစံဒေါက်တာကျန်သိန်းတမီဒေါက်တာမျက်စုပွင့်မိသားစုနဲ့နဖက်မိပါများဖြစ်ကြသောဥအောင်ကောင်းစိန်ဒေါ်တွယ်တွယ်ဝင်းဥဆိုင်လောင်ဝင်းဒေါ်နန်းဟွန်နှွဲတို့အားရည်စူးအမှုထားပြီးဒေါက်တာရဲသူအောင်ဒေါ်နန်းဝီလိုင်ဝင်းဒါမောင်ချမ်းမြေပိုင်မောင်အောင်ရဲထက်မိသားစုတို့က တန်တရားဝစ်စင်းရဲမှလုကင်းရာအမှန်မျက်နှိပ်ပံကိုရည်တန်တောင်းစုအာယုံပြုလျက်မဟာဝိဟာရကျောင်းတိုက်တန်ဃာတော်အရှင်မြတ်များသာသနာတော်ဝင်များကိုအေးချမ်းတာယာစွာထမ်းဆောင်တော်မူနိုင်ကြစေရန်အလို့ငါအလျား208ပေအနံ68ပေအကျယ်ရှိတယ်နှစ်ထပ်ပင်မစာချမဟာတတ္တမဂရုအမတ်ခွနစ်ကျောင်းတော်ကြီးနဲ့တွဲလျက်ရေချိုးအိမ်ကုလီတင်ငန်းလမ်းရောတပိတ်စည်းစင်တို့ပါဝင်သောအလျား182ပေအနံ30ပေရှိနှစ်ထပ်ဆောင်တို့အား လိုအပ်တဲ့တောက်တုံးရည်လျှက်စင်ပြီးပစ္စည်းပစ္စည်းအစုံလင်စွာဖြင့်ကုသိုလ်ဖြင့်ဆောက်လုပ်လှူဒန်းကြရာယခုအခါပြီးစီးအောင်မြင်သွားပြီဖြစ်ပါတယ်။ ကြောင့်ဒီနေ့ရဲ့အခမ်းအနားအစီအစဉ်အစကိုနမောတတ၃ချိန်ရွတ်စွာဖွင့်လှစ်ခဲ့ကြပါတယ်။နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ ိုင်ငံတော်တန်ခမဟာနာယကအဖွဲ့ဥက္ကဋ္ဌအက္ခမဟာပန္ဒီတာအက္ခမဟာတတ္တမဇောတိကတစာ တန်လီမြို့မင်းချောင်းပထမပြန်စာတင်တိုက်ဗราณနာယကဒေါက်တာဘတ်တန်ဒစန်နီမာပြည်ဝင်သားမဟာထေဆရာတော်ကြီးထံမှငါးပါးတီလခံယူစောက်တည်ခြင်းပါဏတိပါဒဝိရမဏိသိခာပဒံပမာတိယာမိ အဒိနာဒါနာဝိရမဏိသိခာပဒံသမာတိယာမိကာမေတုမိစ္ဆာသရဝိရမဏိသိခာပဒံသမာတိယာမိမုဒဝါဒဝိရမဏိသိခာပဒံသမာတိယာမိ တုရမိရယမြစ္ဆပမဒဋ္ဌာနာဝိရမဏိသိခပဒံသမာဓိယာမိဆလဘီစီရတော်တန်ဃာတော်များမှမေတ္တာတို့ပရိတ်တရားတော်များရွတ်ဖတ်တဲ့စေတော်မူခြင်းထို့နောက်နိုင်ငံတော်တန်ဃာမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီးထံမှ သာသနာပြုဩဝါဒကထာနာယူခဲ့ကြပါတယ်။မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ မိန်တော်မူထားတာလေးရှိပါဘုရုအကြောင်းပြပြီးတော့မိန်တော်မူတယ်လေဆိုတော့ပုဏ္ဏဒန္တလို့အမည်ရတဲ့ပုဏ္ဏကြီးကိုအကြောင်းပြုပြီးတော့ဖျားရှင်ကိုယ်တော်မြတ်ကြီးမိန်တော်မူထားတာပါဘလို့မိန်တော်မူထားတယ်လေဆိုရင်သီလပညာဉ္စပါဏလောကီအကမက္ခယတိဘုရင်တို့လောကကြီးထဲမှာဘာကအမြတ်ဆုံးလဲလို့ဆိုလို့ရှိရင် သီလနဲ့ပညာဟာအမြတ်ဆုံးပဲလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာမိတ်ဘုန်းကြီးတို့လောကမှာအမျိုးမြတ်တဲ့ဆိုတဲ့ခံချက်တွေလည်းရှိကြတာပေါ့။နောက်မိမိတမြောက်ထားတဲ့ပညာတွေအကြောင်းပြပြီးတော့ပညာတမြောက်တယ်ဆိုတဲ့ပညာကုံဆိုတာလည်းရှိကြတာပါပဲ။ဒီနေ့တို့ကမိမိတို့ရဲ့ရုပ်ရည်အစင်းသူပကာယတင့်တယ်ထလပါတယ်ဆိုတဲ့ အရှင်းလှပခြင်းကိုယ်ကိုအစွဲပြုပြီးလေလောကမှာပြောကြဆိုကြတာတွေရှိပါအဲ့ဒီအမျိုးမြတ်ထားဒီပညာတတ်ထားဒီအရှင်းရူပကာတာလှပတာဒီထဲဘာကပြုပြီးတော့လောကမှာအမြတ်ဆုံးဖြစ်တယ်လေလို့ဆိုလို့ရှိရင်သီလရေပညာရေဒီတရားနှစ်ပါးဟာလောကမှာအမြတ်ဆုံးဖြစ်ပါလေ ီနောက်မှာတော့ခန္ဓာမူမှာယနေ့ဆောက်လုပ်ပြီးစီးသွားပြီဖြစ်တယ်။မဟာတတမဂရုအမတ်ခွနစ်ကျောင်းတော်ကြီးနဲ့အတူဆက်ဆက်ဆောက်လုပ်လူဒန်းခဲ့တယ်။တန်ခတက္ကသိုလ်တန်ခများရေချိုးဆောင်တယ်။သင်္ကန်းလမ်းရုံပြုပြင်ခြင်း၊တိန်တော်ကြီးမှာရှိတဲ့သင်္ကန်းလမ်းရုံအားပြန်လည်ပြုပြင်ခြင်း။မဟာလေးနဲ့မဟာခွနစ်ကျားမှာရှိတဲ့သင်္ကန်းလမ်းရုံနဲ့အလျား48ပေ၊အနံ24ပေ၊အမြင့်72ပေအကျယ်ဝန်းရှိတဲ့ရေကန်တည်ဆောက်ခြင်း။မဟာတတမဂရုအမတ်ခွနစ်စာချကျောင်းဆောင်အဝင်လမ်းဖြစ်တဲ့အရှိ230ပေ အခြေဆက်နှစ်ပေရှိတဲ့ကျောင်းဆောင်အဝင်လန်းကွန်ကရစ်လန်ခင်ခြင်းမဟာတတမဂရုအမှတ်9နဲ့၄ဆက်သွဲတဲ့လန်အားကွန်ကရစ်ခင်းခြင်းနဲ့အမှုမှုခြင်းတက္ကသိုလ်ရေတန်းဆက်အစ်စ်တက်ဆင်ခြင်းကျောင်းတိုင်မှာလိုအပ်လျက်ရှိနေတဲ့တပိတ်ကိုဘတ်အခင်းလက်တော့ဘောဟာစာအုပ်ဘောပင်တို့အပြင်ဖျားမှုရှိတဲ့တန်ဃာတော်များအားစွန့်ခဲဝယ်ဘောစင်များဆက်ကလူရန်ချင်းဧည့်သည်တော်များအားနေလေစာတိတ်ခင်းအိတ်ခံကျွေးမွေးခြင်းတို့အပါအဝင်လူရန်မှုအလုံးတို့ရဲ့ ငွေကျပ်တံမိုးစုစုပေါင်းဟာငွေကျပ်တံမိုး34,300ဝန်းကျင်ခန့်ရှိကြောင်းဆရာတော်ကြီးများအားလျှောက်ထားပြီးလူရမ်းမှုအစုစုတို့အားတာရုခေါ်ဆိုခဲ့ကြပါတယ်။ဆလဘီအလူရှင်မိသားစုများမှတင်ကန်းအစရှိတဲ့လူဝဲပစ္စည်းများအားစက္ကပ်လူတန်းခြင်း က်လက်ပြီးဩဂထဆရာတော်ထံမှကျောင်းလွတ်ပူဇာမင်္ဂလာနဲ့ဆက်လျင်းပြီးတော့အနုမောဒနာတရားကိုဆရာတော်ထံမှနာယူခြင်းကျောင်းလူဒါနကိုအမြတ်ဆုံးအလှဒါနလို့ပြောရသလဲလို့ဆိုလို့ရှိရင်ဘုန်းကြီးတို့ကျောင်းလူဒါနဆိုတာကတို့တရားဓမ္မတွေအမတ်တန်အောင်ပြုလို့ကောင်းဒီနေ့ကျောင်းတရားကျောင်းမှဒီကျောင်းကြီးဆောက်ထားတာပိန်ပေါင်းများစွာအကုန်ကြခံပြီးဆောက်တဲ့အကျောင်းဒီကျောင်းကြီးပြုံးနေမပြတ်နိုင်နော် နောက်နှစ်ပေါင်း100လည်းပြက်ဖို့မလိုဘူးနောက်နှစ်ပေါင်း200လည်းပြက်ဖို့ဆိုတာမလိုဘူးအခိုင်အမာဆောက်တဲ့ကြောင်းစွန့်ထူလိုက်တယ်တို့တော်မကြီးစဉ်းစားကြည့်မနေ့အောင်စွန့်ဆူတဲ့နေရောလှူပင်းရင်ဒီအတွက်ပြီးသွားအဲ့ဒီစွန့်နေကြောက်သွားနော်သင်္ကန်းတွေလူတယ်ဆရာတော်ဒီဝိယုံသုံးဆောင်နေဝိယုံသုံးဆောင်ရှော်လိုက်ဖွက်လိုက်တဲ့နှခါသုံးခါရှော်ပြီးသင်္ကန်းဟောင်းသွားဟောသင်္ကန်းလည်းကြောက်သွားစိပစီလည်းတုံးလေးကောင်းပါယောဂါတွေဖြစ်နေတဲ့ကံမှာအမတန်ကောင်းပါလေယောဂါတွေလည်းကြောက်သွားအဲ့ဒီစိစားလို့မရတော့ နော်အိတ်စရီရဲ့တာဝန်ပြီးသွားရောဟောဒီကြောင်းလူကြတော့အဲ့လွန်ဖို့အမေးမပြ तू ကတည်ရှိမိမိတို့အာယုံပြူတိုင်းအာယုံပြူတိုင်းကြောင်းကြီးကတည်ရှိနေတော့မိမိတို့ကလည်းအာယုံပြုလို့အမတန်ကောင်းအမတန်ကောင်းတဲ့အတွက်ကြောင့်ဒီကြောင်းကြီးတဲ့ပတ်တယ်လို့မိမိတို့ရဲ့တန်တမ်းမှာဘာတွေဖြစ်နေလဲတေတံဒီဝါစာတောစာတရပုံညာပောတတိလို့ကြာကြီးကိုတော့မြတ်ကြီးကမိတ်နေနော်ကြောင်းလူလူလန်းတာလို့ရှိရင်အဲ့ဒီကြောင်းလူနဲ့ပတ်သက်ပြီးတော့ မိမိတို့ကအမြဲတမ်းဒီကြောင်းကိုအာရုံပြုပြီးတော့ရှင်ရှင်တိုင်းရှင်တိုင်းနေ့မှာရှင်ရင်နေ့မှာကုသတရားတွေပွားညဘက်မှာအာရုံပြုရှင်ရင်ညဘက်မှာဒီကြောင်းနဲ့ပတ်သက်တဲ့ကုသတရားတွေပွားနော်အဲ့ဒီကုသတရားတွေပွားတယ်ဆိုတာအဲ့ဒီကုသတရားမိမိတို့အတွက်ကောင်းတဲ့အကျိုးတရားတွေဖြစ်စေနိုင်တဲ့သဘောတရားတွေပဲလीတို့တရားဓမ္မတွေဘာတွေလူချင်းတည်းလူဘဝလူချမ်းသာလူချင်းနဲ့နတ်ဘဝနတ်ချမ်းသာလူချင်းနဲ့နောက်ဆုံးနိဗ္ဗာန်ချမ်းသာလူချင်းနဲ့အဲ့ဒီလူဘဝလူချမ်းသာနတ်ဘဝနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာ ဘယ်တရားတွေ ਆ ပေးနိုင်လဲဆိုတော့ကုသိုလ်တရားတွေ ਆ ပေးနိုင်တာဟောဒီเจ้าကြီးเนี่ยပတ်သက်လို့အမြဲမပြတ်နေရောညာရောအယုံပြုဆင်ញင်လို့ရှိရင်အမြဲတမ်းရှင်ရရတဲ့เจ้าလူတန်တာကြီးဖြစ်တဲ့အတွက်ကြောင့်လူဘွားလူချမ်းသာနတ်ဘွားနတ်ချမ်းသာတွေရနိုင်တယ်သာသနာပြုเจ้าကုသိုလ်ကြီးဟာမိမိတို့အတွက်များစွာအထောက်ပံ့ဖြစ်စေနိုင်တယ်တဲ့ဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကြီးကအလှူတွေထဲမှာเจ้าလူတန်တာဟာ အမြတ်ဆုံးဖြစ်ပါပြီတယ်လို့ဒီလိုဟောတော်မူခြင်းလည်းဖြစ်ပါတယ်။အဒီနောက်လူရမ်းမှုအစုစုတို့အတွက်ရေဆက်၃ချအမြတ်ပေးဝေကအခမ်းအနားကိုဗုဒ္ဓသာသနာစည်းတမ်းတိတ်တထု၃ချိန်ရွတ်ဆိုပြီးတော့ရုပ်သိမ်းခဲ့ပါတယ်။ဗုဒ္ဓသာသနာစည်းတမ်းတိတ်တထုဗုဒ္ဓသာသနာစည်းတမ်းတိတ်တထုဗုဒ္ဓသာသနာစည်းတမ်းတိတ်တထု သာဓုသာဓုသာဓုအခမ်းအနားပြီးဆုံးသွားတဲ့အချိန်မှာတော့တန်ဃာစီဖက်နှက်များကိုအမြဲထောက်ပံ့လှူဒန်းပေးနေတယ်။ယာနာတုခအသိရဲ့တန်ဃာစီဖက်နှက်များလှူဒန်းနေမှုကိုလည်းအခုလိုပဲထပ်မံမြင်တွေ့ခဲ့ရပါသေးတယ်။ တ်များခင်ဗျာဒီနေ့ရဲ့အစီအစဉ်ကနေရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့နယ်ဘုဒ္ဓနာဂုံကျေးရွာအနီးကမဟာဝိဟာရကျောင်းတိုက်မော်ဘီမှာဆောက်လုပ်လှူဒန်းခဲ့တဲ့အလူတွေအားလုံးနဲ့မှာမှာသာဝရကုသိုလ်ထူးတွေအမြဲရရှိနေမယ်မဟာတတ္တမဂရု အမှတ်ခွနဲ့စာချကျောင်းတော်ကြီးရဲ့ရေစက်ချမင်္ဂလာနဲ့ကျောင်းလှုပ်ပူဇာမင်္ဂလာအခမ်းအနားရဲ့ကုသိုလ်ပြုမြင်ကွင်းပုံရိပ်တွေကိုကြည့်ရှုရင်းစိတ်ပုံရင်အထူးမှာကျင့်တဲ့ပီတိအပြည့်လွှမ်းခြုံရင်းကုသိုလ်ထူးများရရှိနိုင်စေဖို့အတွက်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ